ဒီကားထဲမှာသူနဲ့ကိုနဲ့ကတော့လင်မယားပေါ့ငငယ်တုန်းကစိုက်တယ်အဲစိုက်တယ်ဆိုပေမဲ့လည်းငငယ်အချိန်စိုက်တဲ့စိတ်ပေါ့လေနော်ပြီးတော့တင့်တော်ရယ်ဆိုပြီးသူကလည်းတင့်တော်ရယ်ကိုကလည်းတင့်တော်ရယ်ဆိုပြီးဖြစ်သွားတယ်ပေါ့ပြီးတော့မှအင်တော်ကြီးမပြေလေရပေါ့အပြင်မှာတော့ဒီဇယုံတော့တူမှာမဟုတ်ဘူးအပြင်မှာဆိုတော့အဲ့လိုမျိုးတားဖြစ်ချင်တာတွေကိုအရင်အဲ့လိုဟန့် တားစီမဲ့အဲ့လိုမျိုးမဟုတ်ပါဘူး။ဘာလို့ဆိုတားကလည်းဒီရုပ်ရှင်တွေကတားလိုမျိုးအဲ့လိုလုံးမဲ့တားမျိုးတော့မဟုတ်ဘူး။ပေးကြတယ်ကွန်ဖန်။မိမတယောက်နဲ့ရှင်ပြီးတော့အမေကိုပုံကန်ပြီးတော့မိမတယောက်ကိုရွေးမှာမဟုတ်ဘူး။အဲ့လိုပဲကိုကလည်းတခြားသူချစ်တဲ့မိမတယောက်ကိုဘယ်လိုခေါ်မလဲ။သူအခက်တွေ့ရအောင်လို့တဘောမတူဘူးတွေပါလေလုံးမမဟုတ်ဘူးအဲ့တော့အဓိကသူကောင်းမွန်တဲ့လူနဲ့တွေ့တာမတွေ့တာနောက်မှသူကောင်းမွန်အောင်ပြုစုပြောင်းအောင်ပါကိုလို့ ဒီကားထဲမှာသူနဲ့ကိုနေကတော့လင်မယားပေါ့ငငယ်တော့ကစိုက်တယ်စိုက်တယ်ဆိုမှတ်လဲငငယ်အချိန်စိုက်တယ်စိတ်ပေါ်လीเนาะပြီးတော့တင့်တော်တယ်ဆိုပြီးသူကလည်းတင့်တော်တယ်ကိုကလည်းတင့်တော်တယ်ဆိုပြီးပြစ်သွားတယ်ပေါ့အိမ်မှာလည်းပြီးတော့မအင်တော်ကြီးမပြေလဲရပေါ့အဲမလွယ်မလွယ်ဘူးမလွယ်ဘူးဆိုတာလေဟောရင်မသိသူချစ်ပါတယ်ပေါ့ thank you မလွယ်ဥစ္စာတလူလေး ကိုမှရှိရတာပစ္စည်းလေးလေနော်ကိုကလည်းအဲ့လိုမျိုးစီနီယာမတွေလိုမျိုးပေါ့နော်ဆွဲစုံရတဲ့အဲ့လိုမျိုးပေါ့နော်တင်းတို့ထားပြီးတိ ਉ ဆောင်လဲတော်နေတဲ့အဲ့လိုတိ ਉ ဆောင်နေမှာတော့မပါပါဘူးဒါကိုကိုကလည်းသိပါတယ်ဒါပေမဲ့အမှမလို့လဲဆိုတော့တားကဥမာကိုအဲ့လိုပေါ့တားဆိုရင်အခုကြံခဲ့တဲ့ကားဆိုလဲတားငယ်တဲ့အရွယ်ဆိုရင်လောက်ရတာလုံနိုင်တယ်ကွာအဲ့အခုကြီးတဲ့အရွယ်ကကြတော့ဘာမှမလုပ်ဘူးဆိုတော့နည်းနည်းတော့လဲအဲ့လိုရှိရရှိရပါဒါပေမဲ့ပြေတော့မှာပါ ပြင်းစင်တာဆိုတော့ဝတ်စားဆိုလို့ရှိရင်လည်းသူကဆို stylish ရှိရယ် make up ဆိုလည်း make up artist ရှိရယ်ပေါ့နော်ကိုကကျတော့ကိုယ့်ရဲ့တိ ਊ ဆောင်ပိုင်းအောင်ပဲကိုကစိတ်နှစ်ပြီးလုပ်ရုံပဲဆိုတော့ဘာမှတော့အဲ့လိုရောကြီးမားထွေဒုက္ခခဲ့တော့မရှိပါဟုတ်ခဲ့တာသူ့စိတ်လေးနဲ့ဘယ်မှာမမြဲဘူးလေတရားသဘောပဲဘာလို့ဆိုတော့အဲ့လိုလူပဲဆိုရင်စိတ်ပူပန်စိတ်တောကစိတ်တယ်တော့ဘာလို့မောဟတောတာအလုံးရှိကြတာပေါ့နော် ဒါပေမဲ့ဒါတွေအကုန်လုံးကဖြတ်သန်းပါပဲဖြစ်တဲ့အခါကျတော့အဲ့ချိန်မှာစိတ်ကြီးတစ်ခုထားရင်တော့ပြီးတော့လည်းပြီးသွားတာပါပဲ။ဒါဆိုအမကျန်တဲ့ကားမှဆိုရုပ်ရှင်မှဆိုအမ fighting ရိုက်ထားတယ်။ဟဲ့။ fighting ဆိုတော့40ကျော်မှ44အခု44တဲ့ရောက်ပြီပေါ့နော်။43ပြည့်ပြီ44တဲ့ရောက်ပြီမှပထမဆုံး fighting ရိုက်ထားတာပေါ့ဆိုတဲ့အခါကျတော့အဲ့ပထမတော့အဲ့လိုပေါ့စိတ်ပူပန်တာပေါ့။အာလုံနိုင်ပါမလားဆိုတဲ့ခါရရှိတယ်။ဒါပေမဲ့ကိုယ့်ရဲ့ crew တွေပေါ်မှာကိုကအားနာစိတ်တွေပါထားလို့မရဘူးလေ။ အာသွားပြီးအားနာရဲဆိုရင်နှခါသုံးခါလုံးဝင် ခတ်တာပေါ့အဲ့တခါလေးနဲ့ဆင်ပြီးသွားတော့တကြီးတွေမြန်ကစိုက်တယ်လို့နေပါလိမ့်လားဆက်အဲ့ကြိုးရင်ပူပန်ရင်ခတ်တယ်လုတ်တဲ့အချိန်မှာအကောင်းဆုံးစိတ်ထည့်ပြီးလုံးလိုက်ဆင်ပြေသွားပါတယ်အပြင်မှာတော့ဒီဇယုံနဲ့တော့တူမမဟုတ်ဘူးဘာလို့ဆိုတော့မြို့ကဒီဒီမှာကျတော့ तू ကသူ့ကဘောင်ရှိရစီးရှိရသူဇညွန်းစရာဖြစ်ချင်တဲ့အဲဒီ character အတိုင်းကိုလုတ်ပြရတာပေါ့နော်အပြင်မှာဆိုတော့အဲ့လိုမျိုးတားဖြစ်ချင်တာတွေကိုအရင်အဲ့လိုဟန့် တားစီမဲ့အဲ့လိုမျိုးမဟုတ်ပါဘူး။ဆိုတော့တားကလည်းဒီ ocean တွေကတားလို့မျိုးအဲ့လိုလုံးမဲ့တားမျိုးတော့မဟုတ်ဘူး။ထေချာကွန်ဖန်။ဒါဆိုမျိုးမျိုးဟိုလူရပြောတားသမီးကိုချီးကျူးမစောပါနဲ့တဲ့။အဲ့လိုမျိုးပေါ့။ဘယ်မှာကိုသေးွားတဲ့အချိန်ဒီမချီးကျူးလိုက်ရပဲနဲ့နေသားမျိုးတော့လည်းနေမှာမဟုတ်ဘူး။ချီးကျူးတင်တာချီးကျူးရမယ်။ဆုံးမတင်တာဆုံးမရပေါ့နော်။အဲ့ဒါဆိုကိုကိုရိုင်လည်းလူဘယ်လိုကိုကိုချီချူးတဲ့ဟာလေးလည်းကြိုက်တယ်လိုအဲ့လိုဆုံးမရလေးသဘောကျတယ်ပေါ့နော်ဆိုတော့တာသမီးကိုလည်းအဲ့လိုပဲဆိုတော့တားကတော့အပြင်ကတားကတော့ဒီဇက်ကတားနဲ့တူမှာမဟုတ်ဘာလို့ဆိုတော့အဲ မိမကြောင့်နဲ့ရှင်ပြီးတော့အမေကိုပုံကန်ပြီးတော့ဟိုဘယ်လိုခေါ်မလဲကိုသားကတော့ကိုကိုရွေးမှာမဟုတ်ဘူးဟိုမိမကြောင့်ကိုရွေးမှာမဟုတ်ဘူးအဲ့လိုပဲကိုကလည်းတခြားသူချစ်တဲ့မိမကြောင့်ကိုဘယ်လိုခေါ်မလဲသူအခက်တွေ့ရအောင်လို့သဘောမတူဘူးတွေပါလေလုံးမမဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ပေါ့အဲ့ဆောဆောတဲ့တည်းပတ်သက်မျိုးအရင်တော့နဲ့ဖြစ်ဘူးသူလိုပဲတားဖြစ်ချင်တာအကုန်လုံး မျိုးကလက်ခံတယ်မျိုးပြောပြသားလေသူကသူဆိုဆို66ဆိုတာနဲ့ပဲတွဲတွဲ6တာနဲ့ပဲတွဲတွဲနောက်ဆုံးဘလို main ကလေးမျိုးနဲ့ပဲယူပါစေအောင်သူ့ရဲ့ယူတဲ့သူ့ရဲ့ဖြစ်တည်မှုတိုင်းအကုန်လုံးမျိုးကလက်ခံတယ်အကောင်းဆုံးပန့်ဖို့ပေးမှာအဲ့ဒါမှလည်းကောင်းတဲ့ပတ်ဝန်းကျင်တိုင်းဝန်းနဲ့ရောက်သွားမှာပေါ့နော်ဆိုတဲ့အခါကျတော့ဘလို့ခေါမလဲမျိုးတော့မွေးမမွေးလိုက်ရတာလေနော်မွေးပြီးတော့မှအကောင်းဆုံးရည်တည်အောင်လို့ပဲပန့်ပိုးပေးရမှာပြုစုပြုထောင်ပေးရမှာချန်တဲ့သူ့ရဲ့စိတ် ခန္ဓာကိုသူ့ရဲ့ဖြစ်တည်ချက်သူလှုပ်ချင်တာသူ့ရဲ့လှုပ်ဆောင်မှုတွေကတော့သူ့သူ့အပိုင်ပဲ ဟိုပါဆိုမျိုးအယုတ်ကလေးမွေးထားမှာမဟုတ်ကွာဟိုတရိษံကောင်လေးမွေးထားမှာမဟုတ်အဲတချို့လို့ပက်တွေမွေးနေတာမှာသူတို့ကလုံးဝဂရုစိုက်တဲ့လူရှိရလေခွန့်ကျွဲလူအောင်ရှိရပဲဟိုတာသမီဖြစ်တဲ့အခါကျတော့ကိုမွေးထားပြီလို့ရှိရင်အကောင်းဆုံးပဲပတ်မှုပြမှာဟိုကဖြစ်ကမဲ့ဒီကဖြစ်ကမဲ့မလို့ပါဆိုမျိုးကြောင်းရွေးတာမှာတအားကိုယ်တိုင်ရွှေခိုက်ပါလေဆိုငငယ်တဲ့ကအဲ့လိုပါဆိုသူသူ့ရဲ့ choice ပေါ့နော်ပါဆိုအဲ့ရတော့ right ကဘာလဲဆိုတော့ကိုတော့လမ်းပြပေးရတာပေါ့ choice ကတော့သူကိုယ်တိုင် choice လုပ်မဲ့ဟာဝယ်ပြီးတော့ပြေးသွားမှာငငယ်တွေကအဲ့လိုရွေးချယ်권ရှိတယ် အဲအဲ့လိုဟာမျိုးကလေးမျိုးမှအသက်ကြီးလာတဲ့ခါကျရင်ကိုယ့်ကိုကောင်းကောင်းကိုရက်တည်နိုင်မယ်လို့ပြောရုံနဲ့ရွေးချယ်ခွင့်မရှိဘဲနဲ့ပိတ်ပင်အားလုံးပိတ်ပင်တားဆီးရတဲ့ဟာဆိုအဆင်မပြေဘူးဒါပေမဲ့ဘယ်ဟာအမှန်လဲဘယ်ဟာမှားလဲဆိုတော့မိဘတော့လမ်းပြပေးရမှာပေါ့အဲ့တော့အတိလေးတတိလေးရှိရဲဆိုလို့ရှိရင်မှားခြင်းတော့မှတရားရခိုင်လုံးမှမှားတော့မှားတော့မှားကောင်းမှားနိုင်တယ်ဒါပေမဲ့တရားရခိုင်လုံးမှမှားတော့ပေါ့အဲ့ဒါဘာလဲဆိုတော့လိုအပ်မှပြောတာထက်စကားရေဖြည်းဖြည်းချင်းပေါ့နော်အပင်တပင်ကွာအခုဆိုင်ကစားလို့မရအောင်အဲ့တော့စကားရေက တေချာစိုက်ထားပြိုးထားပေးရအဲ့တော့အဲ့ဆုံးမစားအောင်ညာတိုင်းပြောပြတဲ့အခါကျတော့သူအမြဲတမ်းသူ့မှာအသိရှိနေပြောရှင်အဲ့တော့ကိုသားကိုကဘာလို့အာမခံလဲဆိုတော့တေချာတယ်အမေကိုအဲ့လိုပိုးစပ်ဆက်ပြောပြီးတော့မှမိန်းမတယောက်စီထွက်သွားမယ်လို့မဟုတ်ဘူးသူကိုယ်တိုင်သူရွေးချယ်တဲ့သူကလည်းအဲ့လိုမှမဟုတ်ဘူးပြီးတော့မိဘရဲ့စွတ်တောင်းစကားပေါ့မိဘရဲ့ချစ်ချင်းမေတ္တာဆိုတော့ကိုသားသမီးကိုကမကြိမ်ကောင်းဘူးနော်အဲ့တော့စွတ်တောင်းမေတ္တာကြီးကအမြဲဆိုတော့သူလည်းကောင်းမွန်တဲ့လူနဲ့ပဲတွေ့မှာလေအဲ့တော့အဓိကသူကောင်းမွန်တဲ့လူနဲ့တွေ့တာမတွေ့တာနောက်မှသူကောင်းမွန်အောင်ပြုစုပြောင်းအောင်ပါကိုလို့